မနက်ကကိုရီယိုလည်းမှတူတူမျိုးပဲတူတူကလည်းပေးနေပြီးလုပ်ပေးတယ်အဲတူတူကလည်းလာလို့ကဲလို့အမလည်းအမရင်းကလည်းပြီးခိုက်ပါအောင်အဲ့လိုမျိုးအရန်ကြီးခိုက်ပြောတူတူဆိုအရန်အားကြ respect နဲ့ရှိရရန်လို့ကိုယ့်ရဲ့မရှိရအမမတော်ရရမမတော်ဖြစ်ဘူး ဟုတ်အကုန်လုံးအကုန်လုံးတော့မဟုတ်ပါတော့ဟိုဘယ်လိုပြောမလဲဟိုအကုန်လုံးကကိုကကိုကကိုယ်တော်မမိသားစုမပြောပြတဲ့အရာကိုယ်ရန်ခံရတဲ့မပြောပြတဲ့အရာတွေရှိရဲဆိုပါတော့ဒီတိုင်းမဲ့သူစိတ်အဆင်မပြေဘူးလို့ခံစားလို့ရှိရင်ဟိုသူပြောလို့ရှင်းနားထောင်ပြလိုက်တယ်သူစိတ်အဆင်ပြေဆိုရှင်ဘေးမှာရှိမယ်ဆိုလို့ရှိပြလိုက်တယ်အဲ့လိုမျိုးကြောက်တောင်နားလည်မှုနေလေပေါ့အဲ့အဲ့လိုလေးသွားတာပေါ့ ကြပြီကြပြီဆိုတော့ဒါမဲ့အင်မော်ကြပြီပါဟုတ်ကဲ့2019ဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့ဟုတ်ဆောင်ရွက်မှုတွေကဘယ်လိုလေးမှတ်တရားလေးရှိနေလဲဒီဒီလူပညာလောကရဲ့ရောက်မှပဲဆုံးဖြစ်ကြတာပေါ့နော်ဟုတ်ဟုတ်အဓိကအဲ့လိုပြင်မာတွေ့ရဲ့ vibe တူရဲ့အဲ့လိုပေါင်းဖြစ်ကြတယ်အဲ့ရနေပြီးတော့ပေါ့နော်အဲ့လိုမိသားစုလိုပဲပေါ့ဟုတ်တယ်တူတတိထားမြတ်ပီကာချူးလေးနဲ့တူရဲ့ဆိုပြီးတတိထားမြတ်ဟိုကိုဆိုင်ကိုဆိုင်နိုးရဲ့ ADD ဟိုဒီ cosmetic အဲ cosmetic မှာအဲ့လိုအရန်ညနာလေးကအရန် ချစ်ဖို့ကောင်းတယ်လေပီကာချူလေးလိုမျိုးအေးဟုတ်တယ်အဲ့အရာနေသူ့သတိထားမိရပေါ့ဖုန်းတီးပြီးကြောဆိုပြီးအပြည့်စကားပြောလို့ရှိရင်ခလေးလေးလိုမျိုးဆိုအဲ့အဲ့ဒါလေးကိုသတိထားမိတယ်ညီမကောင်းအလိုမျိုးဟမ်အပီကာချူနဲ့သူလည်းကနကနပြောလက်ခံဘူးကောလက်ခံပါရဲ့အမဘူကတော့ဒါမဘူပေါ့မဘူကဝါးဘူကတော့စသီကလေးอ่ะစပြီးတော့ဒီကလေးอ่ะမဘူ ဟိုလောကအမှန်တမ်းပြော inspire တခုနဲ့အဲလေးစားတမှုနဲ့တိခဲ့ရပါတော့။အဲတိလာတဲ့ကြားတဲ့ကာလတွေမှာလည်းဒါအရန်ပို့ပြီးတော့လေးစားမြမြဖြစ်ရပါပဲ။အင်တာဗျူးမြမြပြန်ငါတမ်းပြည့်ကြားရတော့ဒါကဲဟိုတကယ်အခုတည်းကအဲ့လို respect တခုရှိရဲ့အခုလည်းလေးစားရဲ့အခုခုဆိုလည်းအဲ့လိုအဲအမရဲ့စကားတွေအမရဲ့အမ်ဆုံးဖြတ်ချက်တွေအားလုံးလေးစားရဲ။ဟေး။ဒါလို့လည်း respect ရှိရဲ့ဆိုတာတကယ်ကြီးစစ်စစ်ဆိုရင်ကြတော့ဘူး။ဟုတ်ရှိကြပါ ဟုတ်ကြောင်းအမကိုပြောရင်ဟိုအမကတော့တငယ်ချင်းလိုခင်လာမြင်ကျင်းကသူ့အမတယောက်လိုကိုခင်လာပေါ့နော်တကယ်ကိုယ့်ရဲ့အမအရင်တယောက်လိုမျိုးခင်နေခင်နေပြင်ကိုကိုအမအရင်သားဆိုခါလေးကြရင်အာရန်နေပြပါညာဖြစ်တယ်ဒါပေမဲ့အမပူကြတကယ်ဟိုဟိုပြောရအောင်လေဟိုကိုစံထားတဲ့အမတယောက်ကမပါအာငါကတနေ့မှနှစ်ခေါက်လောက်ပဲအဲ့လို serious ပဲဘယ်ချင်းလို့ဆိုတော့ Christmas မှာစားဖလဲတာလို့ဒီ birthday wish တို့ပါလို့ဆိုတော့ ပြီးတော့ဂျင်းစီကအဲ့လိုစာရေးရတယ်အရင်ကြိုက်တယ်သူကအဲ့လိုမျိုးလူတွေကိုငိုးကငိုးကလောက်ရကြိုက်တယ်သူက express လောက်ရကြိုက်တယ်ဘယ်လိုမျိုးခုလိုမျိုးပါအရင်လေးစားရဲ့အမကဆိုဘယ်ဟောတွေ့ဘယ်လိုမျိုးဖြစ်တာဆိုတဲ့အားတွေကိုအဲ့လိုစာနဲ့ချီပြီးမတူတဲ့ချက်ပဲအဲ့ဒါအမက express လောက်အဲ့တော့ တောင်ငိုဘူးလားစာလေးအငိုဟိုရပါတော့စာပေါ့တော်လည်းမျိုးတကူဆိုလို့ရှိရင်လေအဲ့လိုမွေးနေ့ဆိုလို့ရှိရင်စာရှင်ကြီးတွေပို့ရယ်ပြီးလို့ရှိရင် Christmas တို့ဘာလို့ဆိုလို့ရှိရင်လေသူစာလေးရေးရယ်အဲ့ဘသူ့မဆိုပေါ့နော်သူကအဲ့လိုမျိုးသူစိတ်ထဲကနေပြီးအဲအဲအဲ့လိုပေါ့စိတ်ထဲမှာ genuine ဖြစ်တာပေါ့နော်အဲ့အဲ့ခံစားချက်ကအဲ့ဒါအရင်သူ့စီရကူးရမ်းကြိုက်တဲ့အချက်လေးတစ်ချက်ပေါ့အဓိကတော့ဖူးကလေ ဒီအဲ့ပေါ်ဂျန်နွယ်စိတ်ရှိရှိနဲ့ပေါ့နော်ဒီပြီးတော့ဒီလုံလုံနေရတဲ့အတွက်ကြောင့်မလို့ခုကဟိုတခါကျနေလုံမအားရက်တွေပါဆိုလို့ရှိရင်တိတ်မတွေ့ဖြစ်ကြအောင်ပေါ့နော်ဒါပေမဲ့အဲ့လိုအားလို့ရှိရင်မုန်လေးသွားစားမယ်ကော်ဖီလေးသွားတောက်မယ်ဆိုပြီးတော့အားလားအားလို့ရှိရင်လာခဲ့အဲ့လိုမျိုးလေးပေါ့နော်အဲ့အလေးကနေပြီးတော့အများတွေ့တွေ့ဖြစ်လာတာဟုတ်ကဲ့အမကကမလန်းကြောင်းရယ်သူ့ အိမ်မှာလဲသူလေးသူမှာလဲမြင်မရေမြင်မရေဟောကွယ်လဲလဲမြင်မလေးအဲ့လိုမြင်မဟုတ်ဘာလို့မှတကယ်ကလေးလေးဆိုတာပါ အဲ့လိုညီမလေးညီမလေးတွေရှိတော့မလာမြန်ကိုရီယိုလဲအမှသူတို့လိုမျိုးပဲအခုစားနဲ့အဲ့ပေးနေပြီးထုတ်ပေးတယ်အဲ့တခုစားနဲ့ငါအဲ့လိုတကယ်လို့ဘာမှအမအရင်ကအဲ့လောက်ကြီးမဆိုင်ပါဘူးအဲ့လိုမျိုးအရန်ကြီးဆိုင်ပြောသူ့ကိုဆိုအရန်အဲ့ကြ respect လည်းရှိပြီးအရန်လို့သူ့ရဲ့မရှိရဲ့အမမတော်ရတယ်မတော်ရတဲ့အမပေါ့မင်းမတော်ဖြစ်ကွယ် ိုကလေအဲအကြီးဆုံးဖြစ်တဲ့ဟာပါမယ်ထင်တယ်ပိုကအကြီးဆုံးဖြစ်တဲ့ပိုရဲ့ nature ကအဲ့လိုရဲဂယုဂယုစိုက်တက်တယ်အဲ့လိုမသိဘူးလို့ငငယ်ကလေပြစ်ချင်တယ်မေးလို့ပြောအမေလုံးမယ်လို့ပဲပြောတာအဲ့လိုကလေးလေးလည်းရဲရဲချစ်တယ်အဲ့တော့ဂယုစိုက်တက်တဲ့ဟာစိတ်ထဲမှာအဲ့လိုမျိုးသူ့ဟာသူရှိနေရပါတော့ပြီးတော့ main ကလေးရဲ့အရဲများတဲ့အိမ်မှာမွေးတာအဲအဲ့ဒါကြောင့်လည်းပါမယ်ထင်တယ်ဘင်းမှာလည်း main ကလေးတွေပဲဆိုတော့တခုဆိုရှင်အဲ့လိုအရေးတကြီးကြီးနဲ့အဲအဲ့ဒါအဲ့ဒါကတော့အကျင့်တစ်ခုလို့ဖြစ်နေအောင်ဟုတ်တယ်ဟောပုံနဲ့ဆော့ဆော့တည်ခြင်းရော ောက်ကြအဲ့လိုကြီးပြီးဆောက်ကြရတာအဲ့လိုမျိုးဖြစ်မယ်နောက်ပိုင်းမှာသူကတကယ်ကိုတကယ်ကိုဦးလေးနင်းနဲ့တိလာလိုက်မှာပေါ့ဟိုကတကယ်ကိုလေဟိုတာမန်လို့ဆိုရင် ignore လုပ်လိုက်မဲ့အရာအစားသူကအဲ့လို ignore မလုပ်ဘဲနဲ့ detail view ဆိုက်ပေးရပေါ့နော်အဲ့လိုမျိုးပေါ့ဘယ်လိုပြောရမလဲအဓိကလေအဲ့လိုမျိုးတော့အများကြီးပြောတယ်အဓိကစိတ်စိတ်စိတ်ရှင်းရှင်းနဲ့ပေါ့နော်ကိုယ်ရဲ့ခုမဘေးမှရှိရတဲ့ဒီဒီဆက်ကောအကုန်လုံးကအများစိတ်ရှင်းရှင်းလေးနဲ့မျိုးဟို တကယ်ဟိုဆိတ်ရှင်းနဲ့ခင်တယ် genuine အရန်ဖြစ်တယ်ပြလို့ရှိရင် queue site တက်တယ်ဟိုဘာဘာစိတ်မှမရှိဘူးအဓိကအဲ့ဒါအာဘာကူလို့ဆိုရင်မန္တန်တော့ရဲ့အာကာရီယာတူရဲ့အတွက်ကြောင့်တစ်ခါတလေကြာရင်ကာရီယာတူရဲ့လူချင်းဆိုရင်ပြင်လို့မရတဲ့ကိစ္စရှိတယ်။ဒါပေမဲ့ဘာကူလို့အာတာဒီပေါ့နော်ကိုကိုပေါင်းနေတဲ့ငွေချင်းတွေပေါ့သူတို့ရဲ့အားလုံးကရင်ပြင်လို့ရတယ်။ဒီနေ့ဘယ်ကိစ္စမှမဆိုပြောပြလို့ရတယ်။ပြောပြရဲ့အပေါ်မှာလည်း judgment ရှိကြတယ်နော်။အခုဆိုလည်းအဲ့လိုဒီနေ့တစ်ခုခုမဟုတ်တစ်ခါလေး ကိုယ့်ရဲ့ဟိုမောင်နှမတွေဒီဟိုအဖေမေတွေတောင်ပြောလို့မရတဲ့ကိစ္စမျိုးခုနဲ့တိုင်ပင်ဖြစ်တာအကုန်လုံးအကုန်လုံးတော့မဟုတ်ဘောနော်ဟိုဘယ်လိုပြောမလဲဟိုအကုန်လုံးမှာပူတာကိုယ့်ဘာကိုယ်တာမမိသားစုမပြောပြတဲ့အရာကိုယ်ရမ်းခင်တဲ့တွေမပြောပြတဲ့အရာတွေတော့ရှိရဲဆိုဘောနော်ဒီတိုင်းမဲ့သူစိတ်အဆင်မပြေဘူးလို့ခံစားလို့ရှိရင်ဟိုသူပြောလို့ရှင်နားထောင်ပြလိုက်တယ်သူစိတ်အဆင်ပြေဆိုရှင်ဘေးမှာရှိမယ်ဆိုလို့ရှိပြလိုက်တယ်အဲ့လိုမျိုးတရားကြောင့်နားလဲမှုလင်းနေပေါ့အဲ့လိုလေးသွားတာပေါ့တရားဝင်နေကြဘယ်လိုမျိုးဟာပြင် ရေးရမယ်နော်ရေးရမယ်လို့မဟုတ်ပါနဲ့ပေါ့ဟုတ်လားရေးရမယ်ပေါ့ဒီကမုတ်သားစားလိုက်ရင်ဘယ်လိုလဲခဏလောက်ကစိတ်ကပြေသွားကော်ဖီတက်တာမုတ်သားစားရမယ်ဟော့ပော့သားစားရမယ်ဆိုရင်စိတ်ကပြေသွားဖြေရမုတ်သားအောင်အင်းဟုတ်တယ်ဒီကမုတ်ပဲဟုတ်ကဲ့ဘလောက်ကမုတ်ချရလဲဟုတ်ကျေးဇူးတင်ရတယ်ကျေးဇူးတင်ရပါတော့ဟုတ်အခုဘေးမှာရှယ်လူအကုန်လုံးကိုလည်းကျေးဇူးတင်ရတယ်အဲဟိုဘယ်ဖြစ်ဟို တို့ကြောင့်စိတ်ခွန်ရိုက်လည်းအများကြီးအမြဲရတယ်အဲ့အဲ့ဒါကြောင့်မကျေစွတ်တင်ရတယ်တမိုးလည်းထားရတယ်ဒီ relationship ဘယ်လိုလဲနံပါတ်ကြီးအမေကတော့ အဲအစိုးဖြစ်စီအကောင်ဖြစ်စီပေါ့ဘေးနားမှာအဲ့လိုမျိုးရှိရှိပေးဖို့နော်။ဘာလို့ဆိုတော့ဟိုသူ့ကိုလည်းယုံကြည်တယ်အဲ့ဒါကြောင့်မလို့ဟိုအစိုးဒီဖြစ်စီအကောင်ဒီဖြစ်စီဘေးနားမှာရှိပေးမယ်ပေါ့။ဟာပေါ့တာပေါ့တာပေါ့။အဲဒါလားအဲ့ဒါဘယ်လိုရလဲဘယ်လိုလဲ။ကောင်းတယ်လို့။လိုက်ရောင်ပေး။မှဖြစ်။ဟုတ်။အဲပရိုရဲ့အခုအဲလာမယ့်ရွှေရှင်ကားလေးလည်းရှိရဲ့အဲ့ဒါကြောင့်မလို့လည်းအဲ့ဒါလေးလည်းအပေးကြပါအောင်။ပေးကြပါအောင်။